Hello အားလုံးပဲမြင်ကြတော့ပါ United ရှူကနေဂျူဆိုပါနေဆိုတော့ Sunderland ကိုအိမ်ခွင်းမှာကျွန်တော်တို့ Manchester United ကလက်ခံကစားရမယ်ဒါပြီးတာနဲ့ International Break ပြီးပြီ International Break ပြီးပြီဆိုတာနဲ့ Liverpool အသင်းနဲ့ကျွန်တော်ရှင်းမယ်ကစားရတော့မယ်ဒါအပြင်အဲ့ဒီရှေ့လာမဲ့ပွဲစဉ်တွေဇက်တိုက်ကလည်းပဲ Amorin တောက်ဖြစ်ဖြစ် Manchester United တောက်ဖြစ်ဖြစ်အကယ်လို့နီးပြအသစ်ပြောင်းလဲခဲ့မယ်ဆိုရင်တော့မှနီးပြအသစ်တွေပဲဖြစ်ဖြစ်အရာအလုံးက imminent ခိုင်းတဲ့ပွဲစဉ်တွေကြီးပဲရယ် ကိုရီစီကနေပြီးတော့အမှတ်ပြည့်ယူနိုင်တဲ့အသင်းအနေနဲ့ကြီးပဲကျွန်တော်ရှင်ကစားရမယ်ဆိုတော့အဲ့ဒီမတိုင်ခင်မှာလက်ရှိဆန်ဒလန်ကိုကျွန်တော်ရေသုံးကစားရမယ်ဆိုတော့ဒီဘက်မှာညီကတို့ဘလောက်ထိမျောလင့်ထားကြလဲကျွန်တော်တော့ပရိသတ်တော်တော်များများကတော့အသင်းနဲ့ပတ်သက်လို့ဘာမှမျောလင့်ထားကြတယ်လို့တော့ကျွန်တော်မယူဆတော့ဘူးပေါ့နော်အရင်ကတော့ကျွန်တော်အနေနဲ့ဒီပွဲကတော့ဘလူးဟိုပွဲကတော့ဘလူးကျွန်တော်မျှော်လင့်ကြတယ်။ဒါပေမဲ့လေကိုသင်းရဲ့အနေထားကဘာမှမျှော်လင့်ဖို့အတွက်အချင်းကြီးကောင်းတစ်ခုကိုကျွန်တော်ပေးမနေဘူးပေါ့နော်။ဆိုတော့အမ်ဘိုရင်းအတွက်လည်း ကျွန်တော်တို့လက်ရှိမှာဆိုလို့ရှိရင် PR တွေကကျွန်တော်များလာပြီကစားမားတွေကတော့ကြံခဲ့မှာဗောလေနီးပြအပြောင်းလဲလုပ်တယ်ဆိုရင်ဒါပေမဲ့လို့ကစားမားတွေမှာလည်း PR မရှိလို့ကျွန်တော်မရဘူးနီးပြတယောက်တည်းပဲ PR ရှိချင်နေလို့ကျွန်တော်မရအောင်ဆိုတော့နီးပြကလည်းပဲ PR တွေကျွန်တော်ဂျုံနေရပြီကစားမားတွေကလည်းပဲကျွန်တော် PR တွေဂျုံနေရပြီကိုရီမန်ချက်စတာယူနိုက်တက်ကလည်းယာဒီအစမှာတင်ကျွန်တော်ဘယ်တော့ရှုံးပွဲတွေက၃ပွဲကျွန်တော်ရှိနေပြီနည်းနည်းလေးယာဒီအလဲလောက်ကြလာတာနဲ့မြောက်ကိုသင်းကတခြားအသင်းတွေနဲ့အမှတ်တွေအရန်ကွာခဲ့တော့မှာ ဒါမျိုးတွေကိုကျွန်တော်ရှောင်ဖို့လေအခွင့်အရေးတွေကျွန်တော်ရှိတယ်။ဒါပေမဲ့လို့အနိုင်ရတဲ့အသင်တွေကိုအနိုင်ရအောင်မလုပ်ပြနိုင်တာတွေနဲ့ကျွန်တော်တော်တော်လေးကိုတိုင်ပတ်နေရတယ်။တော်တော်လေးကိုမန်ချက်စတာယူနိုက်တက်ရုန်းကန်နေရတယ်။ဆိုတော့ဒီဆန်ဒလန်နဲ့ပွဲမှာအာမက်ဒီယာလိုလိုပြန်ပြီးတော့ကစားခွင့်ရမယ်။နောက်ပြီးလို့ရှိရင်မေဆန်မောင်းတို့ဘာလို့ဒါ fully fit ဒီကျွန်တော်ဖြစ်ပြီးကန်ဆီမီရိုတို့ကျွန်တော်ဒါအမိုရင်းရဲ့စိတ်ကြိုက်ပလေယာနော်ကဲကဲဆမေရိုတို့ကျွန်တော်ကွင်းထဲမှာပြန်ပြီးတော့ကစားကြတော့မယ်ဆိုတော့နောက်တန်းမှာဆိုလို့ရှိရင်လည်းပဲ ်လစ်ဆန်ရိုမာရီနက်စ်တို့ဘာလို့မပါနိုင်သေးဘူးဂိုးသမားကလည်းပဲလမ်မန်ဆိုတာထက် LD ဘိုင်နာပဲကျွန်တော်ပါလာဖို့များနေတယ် MO ရင်အတွက်တော့ဘယ်လိုပြောမလဲသူလိုချင်တဲ့သူလှုပ်ချင်တဲ့အပြောင်းလဲတွေလှုပ်ခွင့်ရတယ်ပေါ့လေကစားမအပြောင်းလဲတွေကက်စီတို့ဘာလို့ပါလာပြီဆိုတော့ဒါပဲလို့ပေါ့နော်တေချာတာတခုကတော့နိပြရူပင် MO ရင်နေနဲ့အလုံးမဖြစ်တဲ့အရာတွေကိုအလုံးဖြစ်အောင်ပြောင်းလဲဖို့မရှိဘူးဆိုရင်ဘယ်ကစားမပဲဘလူပဲပါပါပေါ့နော်တပွဲတလီတော့နိုင်ကောင်းနိုင်လိမ့်မယ် အဲ့မဲ့အဲ့ဒီနောက်မှာဆိုလို့ရှိရင်တော့ဘာမှအဆင်ပြေအောင်လုပ်ပြနိုင်မှာမဟုတ်ဘူးဒါတွေကကျွန်တော်တို့အခုမှစပြီးတော့တွေးရတာတွေမဟုတ်ဘူးရှေ့ပွဲတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေးပြရပြီပြီးခဲ့တဲ့တရာဒီလုံးနှီးပါလဲကျွန်တော်အနေနဲ့ဒါတွေကိုမြင်ခဲ့ပြီးသွားပြီဘယ်လိုမှမန်ချက်စတာယူနိုက်တက်မှာအဆင်ပြေမနေဘူးဘယ်လိုမှအဆင်ပြေမနေဘူးဆိုတော့ဟိုဒေးဗစ်တို့စတိန်တို့ဘာလို့ပြောထားတဲ့ report တွေကျွန်တော်ရှေ့မှာလည်းကျွန်တော်ပြောခဲ့ပြီးသွားပြီနော်မန်ချက်စတာယူနိုက်တက်ဘက်ကဆန်ဒလန်ကိုရှုံးနှိမ့်ခဲ့မယ်ဆိုရင်တော့မှအမ်မိုရင်ကိုကျွန်တော်တို့သာထုတ်ပယ်ဖို့မရှိဘူးဆိုပြီးတော့ပြောပြီးသွားပြီ။ เนาะ i modding ကိုထုတ်ပေးဖို့မရှိဘူးဆိုပြီးတော့ကျွန်တော်ပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့အတွက်မရှိလဲ i modding ကိုဘလို့ပဲဖြစ်ဖြစ်ထုတ်ပေးဖို့မရှိဘူးဆိုတဲ့အခါကျတော့ကျွန်တော်မျှော်လင့်ရမှာတစ်ခုပဲရှိတယ်เนาะအနိုင်ရဖို့မျှော်လင့်ရမယ် sandland နဲ့ပွဲမှာကိုအသင်းအနေနဲ့ sandland ကိုအနိုင်ရဖို့အတွက်အချင်းညီကောင်းအများကြီးကိုပိုင်ဆိုင်ထားခြင်းမရှိဘူးဆိုတော့ညီကလို့သိမှာပဲ sandland ဟာကိုထက်ပို့ပြီးတော့စီးကြကြစနစ်ကြကြကစားနေတဲ့အသင်းတကယ်လည်းပဲရလက်တွေပေါအောင်ကစားနိုင်နေတဲ့အသင်းအကယ်လို့ manchester united က ျွန်တော်အနေနဲ့ပေါ့နော်ဒီဓာတ်ကိုအသုံးမချနိုင်ဘူးဆိုတော့ဒီအင်းကိုရှင်းမကစားနိုင်ဘူးဆိုတိုင်ပတ်အမှာဒါပေမဲ့လို့ကျွန်တော်ကဒီပွဲကဟိုဘယ်လိုရမလဲအမ်မိုရင်ရဲ့အနာကတ်ကိုအဆုံးဖြတ်ပြစ်မဲ့ပွဲမျိုးဆိုရင်တော့ရှုံးတဲ့အခါကျတော့ရှင်နေကောင်းကောင်းနဲ့ရှုံးရင်လည်းကျွန်တော်ဖြစ်ကောင်းဖြစ်မှာပဲကိုတင်ရှုံးနေဆိုကြတဲ့ကကောင်းတဲ့အရာတော့မဟုတ်ဘူးပေါ့လေတိုးတိုးလေးပဲနီးပြအပြောင်းလေးဖြစ်လို့နော်ရောက်လာတဲ့နီးပြကအမ်မိုရင်လုတ်ပြနိုင်တာတွေထက်အများကြီးပိုကောင်းအောင်လုံနိုင်မယ်ဆိုရင်ဒါကောင်းတဲ့ရှုံးရင်လည်းဖြစ်ကောင်းဖြစ်မှာပဲတိုးတိုးလေးပဲ တို့တော့လည်းပဲကျွန်တော်တို့ဗောနော်အခုလက်ရှိ report တွေကကျွန်တော်ကြည့်ရင် United က Amorin ကိုထုတ်ပယ်ဖို့မရှိဘူးဆိုတဲ့ပုံစံမျိုးတွေပဲပြောနေတော့အနိုင်ရဖို့ပဲကျွန်တော်မျှော်လင့်မှရပါမယ်နော်ကျွန်တော်အနေနဲ့ Amorin ကတော့သူ press conference မှာပြောပုံနေရတာတစ်ပတ်လည်းမဟုတ်တော့ဘူးနှစ်ပတ်လည်းမဟုတ်တော့ဘူးအမြဲတမ်းနှိပါဆိုသလိုသူပြောနေတာလုံးဝဆိုသလိုအပြောင်းလဲလုပ်ဖို့မရှိဘူးသူရဲ့ system တွေသူပြိုင်ဘက်ကိုချင်းကက်တဲ့ပုံစံတွေသူယုံကြည်ထားတဲ့နော်ကျွန်တော်တို့ဒါဒီ formation တွေလုံးဝအပြောင်းလဲလုပ်ဖို့မရှိဘူးဘာလို့လဲဆိုတော့အခုပုံစံနဲ့အလုံးမဖြစ်လဲ နောက်တစ်ခုပြောင်းလဲပဲအလုပ်ဖြစ်မှာမဟုတ်ဘူးလို့သူယုံကြည်ထားတဲ့အတွက်ပဲအဲ့ဒီတော့သူ့အနေနဲ့ system ကပြဿနာမဟုတ်ဘူးလို့သူယုံကြည်နေသည်များကာလပတ်လုံးကျွန်တော်အနေနဲ့ system ကိုပြောင်းလဲဖို့ဘယ်တော့မှမမျှော်လင့်နဲ့နောက်ဆုံးတော့ကစားမားတွေကတော့ဟုတ်တယ်ဟေ့ငါ system ကပဲအဆင်မပြေဖြစ်နေတာဆိုပြီးတော့သူလက်ခံနေဆိုရင်နည်းနည်းလေးကျွန်တော်အပြောင်းလဲလုပ်ကောင်းလုပ်လိမ့်မယ်အဲ့လိုမဟုတ်ဘူးလက်ရှိသူယုံကြည်နေတယ်လို့နော် system ဟာပြဿနာမဟုတ်ဘူးလို့သူထင်နေတဲ့ပြည့်သူတို့ system ကိုအပြောင်းလဲလုပ်မှာမဟုတ်ဘူးအဲ့ဒီတော့ United အနေနဲ့ ဒီဘွဲရှုံးလေပဲလေစစ်စတန်ကြောင့်မဟုတ်ဘူးလို့သူထင်မှာဖြစ်တယ်အတင်းတောင်းဝင်ရှိသူတွေဘက်ကလည်း MOD ကိုယုံကြည်တယ်ဆိုတော့ဒီဘွဲကျွန်တော်နိုင်ပါစေလို့ကျွန်တော်မျှော်လင့်ရုံကလွယ်ပြီးတော့တခြားကျွန်တော်တို့မရှိဘူးဘာကြောင့်လဲဆိုတော့အမတ်တီဟာပွဲတွေကစားတာဖြည်းဖြည်းချင်းကြာလာတာနဲ့အမျှအမတ်တီကကွာလာတော့မှာကွာလာတော့မှာဘာလို့လဲဆိုတော့အခုဆိုလို့ရှိရင်ပဲကျွန်တော်ကအဆင့်14မှာဗျာအဆင့်14မှာကျွန်တော်တို့က9မှတ်ကျွန်တော်ရထားတယ်အဆင့်9ကအတင်းနဲ့ကျွန်တော်က3မှတ်ကွာသွားပြီ နော်အဆင့်9ကတင်နဲ့၃မှတ်သွားကွာသွားပြီးအဆင့်3ကတင်နဲ့6မှတ်ကျွန်တော်ကွာသွားပြီးဟာ6မှတ်ဘယ်လောက်ရှိလို့လဲပြောလိမ့်မယ်အေး6မှတ်ကအများကြီးပါဘာလို့လဲဆိုတော့လက်ရှိကျွန်တော်ဒါကပွဲစဉ်6ပဲရှိသေးတာပွဲစဉ်15လောက်ပြီးသွားပြီဆိုရင်အဲ့ဒီအမှတ်တွေကအများကြီးကွာသွားတော့မှာအဲ့ဒီအမှတ်တွေကအများကြီးကွာသွားတော့မှာဒါဘလို့မှအချင်းညီကောင်းတစ်ခုကျွန်တော်ဟုတ်မနေဘူးနော်မန်ချက်စတာယူနိုက်တက်ဟာဒီယာဒီမှာတိုက်စစ်မှာဆိုလို့ရှိရင်ပဲ twin go 9 go ပဲကျွန်တော် twin ထားတယ်မန်ချက်စတာစီးတီးရဲ့တိုက်စစ်မှုဖြစ်တဲ့ဟာလန်ဆိုလို့ရှိရင်တယောက်တည်း8 go ရတယ် နော်အဝင်းမကြီးနဲ့ဗျဘုံမောရဲ့စီမင်ယူ6ခုရတယ်မန်ချက်စတာယူနိုက်တက်တိုက်စစ်ကတသိန်းလုံးနေမှာသူ့တဲ့တကူပဲပူပြီးတော့သွင်းနိုင်တယ်ဘုံမောတိုက်စစ်တဲ့ဒါဒီဘလူးမန်လက္ခဏာကောင်းနေကျွန်တော်ဟုတ်မနေဘူးလက္ခဏာကောင်းနေကျွန်တော်ဟုတ်မနေဘူးဆိုတော့ United အနေနဲ့ကျွန်တော်တို့ဒီပွဲကဗောနော်အနိုင်ရမှာတော့ဖြစ်မယ်သူသမီးတော့အမ်ဘိုရင်အတွက်ဗောလေဘလူးအရင်တုန်းကတော့ဟိုနိုင်ပွဲမရလဲပဲဘာမှမဖြစ်ဘူးကွာနီးပြအပြောင်းလဲဖြစ်ရင်ဖြစ်မှာဗောမျောလင်းနေအခုကကနီးပြကအပြောင်းလဲခံမှုမရှိဘူး on sing ကိုယ်တိုင်ကလည်းပြောထားတယ် အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကဒီနီးပြကိုအပြောင်းလဲလုပ်လိမ့်မယ်လို့သူမထင်ဘူးပေါ့ဆိုတော့ဘယ်လိုပြောမလဲတေချာတာတော့ကျွန်တော်တို့အနေနဲ့တိုင်ပတ်ဦးမယ်ထင်ပါတယ်တိုင်ပတ်ပြီးတော့ MOD ကိုဆက်ထားမယ် International Break တွေနားမယ်ပြင်ပြန်လာမယ် Liverpool တင်းနဲ့ကဲမယ်ရှုံးမယ်နော်ဟို Manchester City ကိုတတိယစီးနဲ့ရှုံးခဲ့တဲ့ပွဲတုန်းကလိုမျိုးစူညံပူညံဖြစ်ကြအောင်မယ်ပြီးရင်နောက်ပွဲလေးမှာ ကမောက်ကမာလေးဒီဘွဲလောက်ကျွန်တော်တို့ကနိုင်ရောနိုင်သွားမယ်ပြန်ပြီးတော့ညင်သွားမယ်နောက်နှစ်ဘွဲသုံးဘွဲလောက်နိုင်ဘွဲပြောက်မယ်ဒိုင်းမှုတွေကျွန်တော်ဂျုံလာအောင်မှာပဲအမိုရင်လက်အောင်မှာအဲ့လိုမျိုးတွေဂျုံနေရတာငါးဘွဲရှုံးနေဒါမှမဟုတ်ဒီကြရတယ်ပြီးရင်ဒီဘွဲနိုင်နေဖြစ်ကလေးစံဒိုင်းမှုလေးတွေနော်ပြန်ဘက်ကအနီးကနေထုတ်ခံရလို့ပဲဖြစ်ဖြစ်ကိုရီပင်နေဒီနဲ့နိုင်နိုင်မှုကြောင့်ပဲကျွန်တော်ဖြစ်ဖြစ်စဉ်းစားကြည့်နော်ကျွန်တော်တို့တွေကဘလူးမန်လက္ခဏာကောင်းနေအမိုရင်လက်အောင်မှာတွေ့မနေရဘူးဆိုတော့မတွေ့ရပြီမဲ့လည်းလို့ထုတ်ပေမှုမရှိဘူးဆိုတော့နိုင်မှုပဲကျွန်တော်မျှော်လင့်ရမယ်နောက်တစ်ခုက main new ပေါ့နော်ကျွန်တော်တို့အမြဲတမ်းမျှော်လင့်နေတာပါကော်ဗီ main new တို့ လမ်မန်းတို့လူကစားမားတွေလေဘလူမြန်းစွမ်းဆောင်ရင်ရှိတယ်လေမြင်ရဖို့လမ်မန်းဆိုလို့ရှိရင်မေနူကတော့ကျွန်တော်သိရပြီးသားဗျာသူဘယ်တော့ကောင်းတယ်ဆိုတာအဲ့တော့ဒီကစားမားတွေအပြောင်းအလဲဖြစ်ဖို့လေကျွန်တော်တို့เนาะအပတ်တိုင်းမျှော်လင့်နေတာပဲเนาะကျွန်တော်ဖြစ်လာမှလည်းကျွန်တော်မဟုတ်ဘူးကက်စမီရိုနဲ့ဘရူနိုပဲပွဲထွက်လာအောင်မယ်အတီဘိုင်နာပဲပွဲထွက်လာအောင်မယ်ဒါတွေကကျွန်တော်နေတဲ့100% guarantee လို့ရတဲ့အရာမျိုးတွေဆိုတော့အလုံးမဖြစ်တဲ့အရာကြီးကို week in week out သုံးနေတယ်ဆိုတော့ဟိုရှုံးနာတွေကလည်း system ကြောင့်လို့ထင်မနေဘူးဆိုတော့တေးကြတယ် ီနီတော့တိတ်ကောင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะ MOD တွေအတွက်တို့ထုတ်ပယ်ဖို့မရှိဘူးဆိုတော့နိုင်ဖို့ပဲကျွန်တော်တို့ဆူတောင်းအောင်ပဲနေထားမှာဖြစ်နေပြီညီကတို့ရောဘလူမင်းညလည်းကျွန်တော်ဆွနေကြပါဆိုတော့ဒီညဝက်ချလောင်းဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးပါ